အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်2024 2025 Premier League ရာသီကြီးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့မှာဒါမထင်ထားမှတ်တဲ့ဒါကျွန်တော်လုံးဝမထင်ထားတဲ့ sorry က roller coaster ဖြစ်ခဲ့တယ်ဒါကျွန်တော်တို့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မှာဒါကျွန်တော်တို့ချုပ်သိနေတဲ့ဒါကျွန်တော်တို့ထင်ထားတဲ့အတိုင်းဖြစ်ခဲ့သူချုပ်သိနေတဲ့လုံးဝထင်ထားတဲ့အတိုင်းမဖြစ်ခဲ့ဘူးဗောနော်အဲ့တော့ဒါချန်ပီယံလိဝင်ငွင်းတော့လဲနောက်ဆုံးပွဲစဉ်တွေဒီဒါကျွန်တော်တို့လုံးဝကြည်ကောင်းခဲ့သူလက်ရှိမှာဒါကျွန်တော်တို့ဒဘဘူးတင်ကဒါကျွန်တော်တို့ပရီးမီးယားလိကိုတရဝင်ဒါကျွန်တော်ရခဲ့တဲ့နေ့ကစပြီးဒါတပွဲမှမနိုင်ခဲ့တာလဲလက်ရှိချိန်ထိပဲဗောနော်အဲ့တော့ဒါငမူးတွေအုပ်စုဖြစ်တဲ့တော့တန်ဟော့စပါတင်ကဒါကျွန်တော်တို့ပြိုင်ဘက်ဘရိုက်တန်တင်ကိုအိမ်ကွင်းမှာ၄ဂိုးပြတ်နဲ့ရှုံးခဲ့တယ်ဒါကိုဘက်ကအရင်ဂိုးသွင်းခဲ့မယ်ဒီညမှာရှိအဲ့တော့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်အကုန်လုံးကြည်ကောင်းခဲ့တဲ့ပွဲစဉ်ဗောနော် ျွန်တော်ကြီးခဲ့တဲ့ပွဲစဉ်ကတော့ကျွန်တော်အကုန်လုံးဟိုလိုလိုဒီလိုလိုဟိုလိုလိုဒီလိုလိုကျွန်တော်ဟိုဆက်ဆက်ဒီဆက်ဆက်ကျွန်တော်ကြီးခဲ့တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောပြောပါလက်ရှိမှာဒါကျွန်တော်ဒီနေ့ကကျွန်တော် Premier League အားလုံးပေါင်း10ပွဲတတိလာခဲ့တယ်အဲ့တော့ဒါရင်ခုန်စရာကတော့အဓိကတော့ဒါကျွန်တော်တို့ Champion League ကဒါကျွန်တော်တို့ ဘူးတွေရမယ်ဆိုနောက်ဆုံးအချိန်ဒီတာကြည့်ကောင်းခဲ့တဲ့သဘောမှရှိတယ်ဒါပေမဲ့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ဒါကျတော့ဒီနေ့မှဒါခါတိုင်းတော့ယင်ခုန်မှုတွေတော့အများကြီးမပေးခဲ့ဘူးဒါအဓိကကဒါကျတော့ချက်စီးနဲ့နော်ဒန်ဖော့ရဲ့ပွဲစဉ်ကနောက်ဆုံး movement နေဒီကြည့်လို့ကောင်းခဲ့တာမှန်ပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒါကျတော့ Aston Villa အသင်းရဲ့အနီးကပ်ကြောင့်ရောဒါကျွန်တော်တို့ Newcastle အသင်းမထင်မှတ်ပင်တဲ့ Everton ကိုရှုံးနေတဲ့ကြောင့်ဒါပို့ပြီးတော့ကြည့်လို့ကောင်းမယ်လို့ထင်ခဲ့ပေမဲ့ပွဲကအဲ့လောက်တော့မမြန်ခဲ့ဘူးဒါကျွန်တော်အားလုံးရဲ့ changes ကိုဖြစ်ခဲ့တဲ့အနေထားကတော့ဒါ Aston Villa အသင်းစောစောစီးစီးဒါကျွန်တော်တို့ Emily Martinez အနေနဲ့ န်ဒီဂက်ရခဲ့တဲ့ပွဲပဲမန်ချက်စတာယူနိုက်တက်နဲ့ဒါကျွန်တော်တို့ဒါ Aston Villa ပွဲမှာ White Land ဒါကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးသွားတဲ့အနေထားတစ်ခုကို Aston Villa အသင်းရဲ့ဂူသမာဖြစ်တဲ့ Emily Martinez ကပြေးဝင်ပြီးတိုက်လဲတဲ့ကြောင့်ဒါဟာလုံးဝလုံးဝအနီးကပ်ပေးသင့်ပါတယ်။ဘာလို့လဲဒါကျွန်တော် Last Man Defending လည်းဖြစ်တယ်ဒါ Inside Box ထဲမှာလည်းမဟုတ်ဘဲနဲ့ Outside of the Box ထဲမှာမှလုသွားခဲ့တော့ဒါကုန်ထုံးဝင်နိုင်မြဲတဲ့ဟာသပြောလို့ White Land ဒါပြေးလာတဲ့ဥစ္စာကို White Land ပဲဖြစ်တဲ့ဥစ္စာကြောင့် White Land ကိုလွတ်ပြေးလိုက်ရင်တော့မှဂိုးချင်မှဂိုးမယ်။ဒါ Emily Martinez ရဲ့သူ့ရဲ့ Aston Villa အသင်းရဲ့အင်ဂျီရဲ့နောက်ဆုံးပွဲစဉ်မှာဒီလိုလုပ်တဲ့ကြောင့်လူပြောတော်တော်လေးကို များသွားတဲ့အနေအထားတစ်ခုဖြစ်သွားတယ်လို့ကျွန်တော်ရဲ့ပုံကူရေးမှာကျွန်တော်ကတော့မြင်မိတယ်အဲ့တော့မြို့သူမေဆိုးဆေးကမှုဒီနေ့ပွဲစဉ်ကဒါကျွန်တော် Aston Villa အသင်းနဲ့တကယ်ကိုဒါပြတ်တုတ်တဲ့ပွဲစဉ်တစ်ပွဲများဖြစ်ခဲ့သလားလို့ကျွန်တော်နေမြင်တယ်ဒါပေမဲ့ တေချာပြန်ကြည့်အောင်ဒီနေ့ပေါ်မှာ United အသင်းတို့ကဒါကျွန်တော်တို့ပြိတက်တွေအားလုံးမျက်စိထဲမှာဒီလိုမျိုးဘာလို့စပါးနဲ့ပွဲစဉ်မှာမကစားခဲ့လဲဆိုတဲ့မေကွန်ပေါင်းများစွာကိုမိခဲ့တဲ့ထဲမှာပါတယ်ဒါလူတော်များဒီနေ့ပွဲစဉ်ကဘာဖြစ်လို့များဒီလိုမျိုးဒါကျွန်တော်တို့ United အသင်းကအလုံးမလုံးခဲ့လဲဆိုတော့အဲ့တော့ပြောရရင်တစ်ဖက်ကဒါကျွန်တော် Brighton အသင်းနဲ့ Spa အသင်းနဲ့ပေါ်မှာ Spa အသင်းကဒါ၄ခုပြည့်ရှုံးနေချိန်မှာ United အသင်းကစားကွက်ကြီးကတော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုကြည့်လို့ကောင်းတဲ့အသင်း United အသင်းစီကရင်တွေ့လာခဲ့ဒါကျွန်တော်တို့ ဒါနဲ့တဲ့တသင်းလုံးအဖြစ်အာမက်ဒီယာလို့ဆိုအာမက်ဒီယာလို့အတိုင်းတာတစ်ခုရဒါကျွန်တော်ဒီနေ့ပွဲစမှာနောက်တန်း3ယောက်ကနောက်တန်း3ယောက်ရတော်တော်လေးကိုအဆင်ပြေဒါပေမဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ရဲ့ပါစတယ်အမြင်ကကျွန်တော်ရဲ့တူဦးတီတော့အမြင်ကပြောမယ်ဆိုရင်တော့ဒါအမလီမာတီနက်စ်ရဲ့အနီးကက်ကတော့100%ထိုက်တန်ခဲ့တာမှန်ပေမဲ့ဒါဘယင်းနာကျွန်တော်တို့ဒါအမားကတော့ဒါကျွန်တော်တို့ အစွန်ဗလာအသင်းအတွက်တော်တော်လေးကိုထိခိုက်နစ်နာခဲ့တယ်ဒါကျွန်တော်အမှားတစ်ခုလို့ကျွန်တော်နည်းနည်းနဲ့ဒီနေရာမှာဒါကျွန်တော်ဘာလို့ VR ပြန်ကြည့်ပြီးမပေးဘူးဆိုလဲအဖြစ်ကဒါဒိုင်းလူကြီးဝစ်စီမှုတ်ပြီးမှဒီကိုကိုသွင်းတဲ့အတွက်ကြောင့်မပေးခဲ့တာဖြစ်တယ်အမှန်တမ်းပြောရမလို့လက်ရှိမှာဒိုင်းလူကြီးကဝစ်စီမမှုတ်ပဲနဲ့ဒီဟာကိုတစ်ချက်လောက်စောင့်ကြည့်ပြီးဂိုးသာအရင်ဝင်ပြီးမှဒိုင်းလူကြီးဝစ်စီနောက်မှမှုတ်ခဲ့တယ်ဆိုတော့အဲ့ဒီဂိုးကိုတော့ဒါအစွန်ဗလာအသင်းကိုပေးရမယ့်အနေထားမှာရှိခဲ့တယ်ဒါပေမဲ့လက်ရှိမှာဒိုင်းလူကြီးကဒါဘယင်းနောက်ကို original TB ဖောင်းလိုက်ခတဲ့ကဒါကျွန်တော်တို့ဝစီမှုတ်လိုက်တဲ့ကြောင့်ဒီကိုကိုပယ်ဖြတ်ဖို့အတွက်ဘလို့ပဲဖြစ်ဖြစ်အခြေအနေတခုဖြစ်တော့အမှန်တမ်းပြောမလို့လက်ရှိမှာနောက်ဆုံးဒါကျွန်တော်ပြောပုံဆိုပုံအရာအားလုံးရဲ့ဒါကျွန်တော်အခြေအနေဒီအရာဆိုရင်တော့လက်ရှိအခြေအနေဒီအရာဆိုတော့ဒီကိုကလုံးဝကို100%ပေးကိုပေးရမယ်နေထားမှရှိဒါပေမဲ့ခုနကပြောလို့ဒိုင်လူကြီးကဒါကျွန်တော်တို့ဖောင်းထိလိုက်ခတဲ့ဝစီမှုတ်လိုက်ခတဲ့ကဂိုးမသွင်းခင်ခတဲ့ကဒါဝစီမှုတ်လိုက်တဲ့အတွက်ကြောင့်မဒီကိုကဒါကျွန်တော်မပေးရတဲ့အနေထားတခုကိုရောက်ရှိသွားခဲ့တယ်လို့ပဲဆိုရမယ်တယ်မို့အဲ့တော့ United တို့ကတော်တော်လေးကိုခံပါသွားခဲ့တာမှန်မှန် United ကသိပ်ပြီးဘာမှသိပ်ပြီးမထူ ဘောနော်ဒီနေ့နိုင်ပွဲတော့ United တက်ကလာပြန်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အဇရာ assist 16ကဆုံးသွားတဲ့ဆိုင် assist 15ကဆုံးသွားခဲ့တယ်။ Who အသေးနဲ့ဒါကျွန်တော်မထင်မှတ်ပေးနဲ့ဒါကျွန်တော်နောက်ဆုံးပွဲစဉ်မှာဒါကျွန်တော်တို့တရေကျသွားခဲ့တဲ့အတွက်ကြောင့်မလို့ United အသင်းအတွက်ဒီနေ့ပွဲစဉ်ကကြာကျွန်တော် assist 15မှာကျွန်တော်ဒါဖြစ်သွားအဲ့တော့ပြောချင်တာက United အသင်းအတွက်ကဒီနေ့ပွဲစဉ်မှာဒီ၃မှတ်ကဘာမှသိပြီးမသိတာပဲမဲ့ Aston Villa အသင်းကတော်တော်လေးကိုထိနှက်ခဲ့တယ်။လာမယ့်နေရာဒီမှာ Aston Villa အသင်းနဲ့ Europa League ကိုသွားရောက်ပြီးရှင်ပြန်ရတော့မှတေကျသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ Aston Villa အသင်းနဲ့လက်ရှိဝင်ငွေတွေနဲ့အတူပြဿနာ ကဘာဒီများဖြစ်လာမလဲဆိုတော့အဓိကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းလာမယ့်အချက်တစ်ခုကဒါ အကြီးအကျယ်ပြဿနာတက်လာနိုင်ကြလက်ရှိ Aston Villa လူစည်းမယ် Aston Villa သင်းနေတဲ့အခုလက်ရှိမှာတော်တော်များများပတ်စံနေပေးပြီးတော့ဒါကျွန်တော်တို့ကစားသမားတွေကိုခေါ်ယူထားတဲ့အတွက်ကြောင့်ဒီကစားသမားတွေကိုလာမယ့်နေရာဒီမှာ Europa League ဝင်ငွေတစ်ခုတည်းနဲ့ဘလို့မှဆက်လက်ပြီးဒီကစားသမားတွေထိမှုမလို့အဓိကပြဿနာပါလဲဆို Aston Villa သင်းနေတဲ့ဒါတန်းကိုယာချီရမယ်ဆိုတာကတန်းကိုဆယ်ချီပြောင်းသွားတယ် Aston Villa သင်းနေဒီနှစ်မှာဒါကျွန်တော်တို့ Champion League ဝင်ငွေအတွက်ဒါကျွန်တော်တို့ဘလပတ်စံနေအများကြီးရခဲ့ပေမဲ့လာမယ့်နေရာဒီမှာဒါလက်ရှိဒါအခုလက်ရှိအခြေအနေရပါတော့ Rashford တို့ဒါ Ansensio တို့ကို အပိသက်ခေါ်ယူမယ်ဆိုချန်ပီယံလိမဝင်ဘူးလေအဲ့တော့ အက်စတွန်ဗလာသိနေတာကျွန်တော်ညူကာဆယ်ယူနိုက်တက်ရဲ့ရှုံးနေမှုကိုအသုံးမချတယ်ပြောချင်တာဗျအက်စတွန်ဗလာသိနေဒီနေ့ပွဲစဉ်မှာယူနိုက်တက်ကိုတရေတမက်ရယုံနေတဲ့ကိုတို့တို့နေ68မှတ်နေတာချန်ပီယံလိဝင်ဝင်ရမှာဖြစ်ပေမဲ့အက်စတွန်ဗလာသိနေတာကျွန်တော်တို့တို့နေနိုင်ဂျင်ဇောများသွားယူနိုက်တက်ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကလုံးဝကိုရှုံးပွဲဖြစ်ထားကြောင့်အကြီးကျယ်ပောက်ကွဲမှုတွေပြင်းထန်သွားတဲ့ပွဲတပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတော့ကြုံအက်စတွန်ဗလာသိကန်ဆိုးတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာပုံရင်လေးပြောမှာယူနိုက်တက်ကဒါစပါသင်းကိုနိုင်ခဲ့ပြီးယူရိုပါလိရမယ်ကြောင့်ကျွန်တော်တို့ချန်ပီယံရှစ်ဟိုချန်ပီယံလိဝင်ဝင် ရခဲ့မယ်ဆိုရင်တမျိုးတစ်ဖုံများက United အသင်းနဲ့ခုလက်ရှိ Spurs အသင်းလိုပဲလုံးဝဒါကျွန်တော်တို့ဟို HM Mudu နဲ့ဒါအရန်ဘူးတလူလူပုံစံမျိုးနဲ့ဒါဂိုးပြတ်တော့ရှုံးသွားရင်တော့ရှုံးသွားနိုင်တယ်တမပါဒါပေမဲ့လက်ရှိမှာ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါပြိတ္တတွေကိုတောင်းပန်ဖို့လူနေတာတကြောင်ရဲ့ဘာလို့ဖို့ဘာပြဖို့လူနေတာအတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်က Aston Villa အသင်းအတွက်ဒါကျွန်တော်တို့တော်တော်လေးကိုကန်ဆိုးခဲ့တယ်ပေါ့နော် United ကပောက်ကွဲခြင်းနဲ့စိတ်နဲ့ကော Aston Villa အသင်းကဒီနေ့ပွဲစဉ်မှာဒါအနီးကပ်ဖြစ်သွားတဲ့စိတ်ကတော်တော်လေးကိုပြဿနာတက်သွားခဲ့တယ်အဲ့ဒါကလက်ရှိမှာတော်တော်လေးအဲ့တော့တစ်ဖက်ကဒါကျွန်တော် Chelsea နဲ့ Northern Voice ပွဲစဉ်ကိုကြည့်မယ်ဆိုရင်တော့ ော် Chelsea နဲ့ Northern Force ကတကယ်ကိုဒါကျွန်တော် ကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့တယ်။နောက်ဆုံး moment အချိန်ပိုစက္ကန့်တိုင်းအချိန်ပို minute တိုင်းအထိတကယ်ကို စောင့်တော်တော်လေးကိုကြည့်ကောင်းခဲ့တဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ပြောရင်တော့ကျွန်တော် မှားမယ်တော့မထင်ဘူး။အဲ့တော့ကျွန်တော်အဖေနဲ့ကျွန်တော်ကြည့်နေအဖေက of course underdog ဖြစ်နေတယ်ကျွန်တော် Northern Force ကိုပူအပီးတယ်ကိုတွေတော့ဒါကျွန်တော် neutral ပေါ့နော်ဘယ်အသင်းပဲဖြစ်ဖြစ်ဒါကိုဒီကြည့်ရမယ်။အဲ့တော့ Chelsea က Enzo Morescai လက်အောက်မှာ Champion League ကို try တနံဝင်သွားခဲ့ဖြစ်တယ်။ဒါလာမယ့်ကျွန်တော်ရက်သက်တစ်ပတ်မှာ Conference League ကျွန်တော်တို့ conference ဆိုခုဘပဲကြံပြီ real betis နဲ့ကိုအနိုင်ယူပြီးဒါကျွန်တော်ဥရောပမှာဒါကျွန်တော်တို့ europa league champion league conference league ၃ခုလုံးကိုစခုနိုင်တဲ့အသင်းသင်းတွေနဲ့မှတ်တမ်းဝင်သွားဖို့ပဲကြံခဲ့တယ်ပေါ့အဲ့တော့လက်ရှိမှာ chelsea နဲ့ northern forest ကလည်းထိုက်သင်းလျောက်ကြီးကောင်းခဲ့ပြီးတော့ဒါ chelsea အသင်းကပဲဒါကျွန်တော်တလုံးတဲသော twin goal နဲ့အတူဒါကျွန်တော်အနိုင်ရခဲ့ပြီးတော့အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ် liverpool ကလက်ရှိမှာဒီခုချိန်ထိ hangover ဖြစ်နေစေပါပဲတကယ်လို့ကျွန်တော်ဒါနောက်ဆုံးချိန်ထိ graven bay ရဲ့အနီးကပ်တွေကိုကျွန်တော်1-1ဆိုတဲ့ရလနဲ့ဒါ chris palace ကိုဒါကျွန်တော်မရှုံးတော့ဘဲနဲ့လက်ရှိ ှိမှာကျွန်တော်ပြောနေတဲ့အချိန်မှာ Liverpool သင်္ကတာကျွန်တော် Premier League စူဖလာကြီးကိုကင်ညှောက်နေတာပဲဖြစ်ပါတယ်အဲ့တော့ပြောချင်တာ Liverpool သင်္ကတာ try to Premier ဖြစ်ခဲ့တယ်အဲ့တော့ Arsenal သင်္ကတာမထင်မှတ်ပဲနဲ့ Southampton အင်္ဂုမှာနောက်ဆုံးပွဲမဲ့နေဒီဒါကျွန်တော်အသွင်းကိုပြန်လိုက်ဖြစ်ခဲ့ပြီး2-1ဆိုရရလည်းနေခဲ့တယ်ဒါပေမဲ့ City သင်္ကတာကျွန်တော်ခုနပြော excitement နဲ့တိတ်ပြီးမြတ်ဆံပြီးကြောစောစောစီစီဒါ Gundogan ရဲ့အသွင်းကိုအသွင်းခဲ့ပြီးတော့1-0ဖြစ်သွားခဲ့တဲ့ Fulham ကိုဒါကျွန်တော် away goal မှာ2-0ဆိုတဲ့ရလည်းနဲ့ပိတ်သိမ်းခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိဆိုးရွားပါတယ်ဆိုတဲ့အခြေအနေမှာတော့ City သင်္ကတာအဆင့်3နေရာမှာဒါတို့အနေနဲ့ပိတ်သိမ်းသွားနိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါ တယ်အဲ့တော့မိသွေးစိုးစိကမှုလက်ရှိမှာဒီနေ့ပေါ်မှာငမူးတွေဖြစ်တဲ့ဒါကျွန်တော်ယူရိုပါလီရဲ့ဆရာကြီးတွေဖြစ်တဲ့ဒါကျွန်တော်တို့ တော်တန်ဟော့စပယ်တင်းကတော့ကျွန်တော်တို့အိမ်ဝင်းမှာဒါပထမဆုံး twin go အနေနဲ့1 0ဆိုရရလဲနဲ့ဒါနိုင်ခဲ့တယ်ဟိုကျွန်တော်တို့ဒါအနိုင်ရနေတယ်ဒါပေမဲ့ခုနကမတီးရစတဲ့ဒါဂိုးသမားနဲ့1 1တွေ့တဲ့အချိန်မှာအခွင့်အရေးကိုအသုံးမချနိုင်နေတယ်ဒါတစ်ဖက်ကဒါ brighton သစ်တောက် shot ဒါပြန်ဖောက်တယ်ဒါဒီနေ့မှလိုပဲပေါ့နော် brighton သစ်ဒါ spa တင်းရဲ့အိမ်ဝင်းတို့ရဲ့အိမ်ဝင်းမှာလိုပဲ spa တင်းကိုအရင်ဂိုးပေးသွင်းမှာတို့နောက်ကတောက် shot သွင်းခဲ့တယ်တော့ဒါ brighton ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့အခုချိန်မှာဒါကျွန်တော် ascension နေရာမှာရက်တည်နေတယ်ဒါ spa တင်းနဲ့ဒီနေ့ပုံစံမှာဒါပြန်ကြည့်မယ်ဆိုရင်တော့ရှက်ဖို့တော့ကောင်းတာပါဗျဒါပေမဲ့ခုနကအကုန်လုံးကမူးနေတာဒါအကုန်လုံးကဒါကျွန်တော်တို့အခုလက်ရှိ ကျွန်တော်အမှန်တည်းပြောလူငယ်တွေပွဲထုတ်လာမယ်ထင်ခဲ့မယ်ဒါနီးပြနေဒါကျွန်တော်တို့ကစားသမားတော်တော်များပွဲဆုံဆုံထွက်လာခဲ့တယ်ဒါပေမဲ့ထွက်လာကစားသမားတွေတော်တော်များဒါကျွန်တော်တို့ခြေစပုံမှန်ခြေမဟုတ်တာတော်တော်လေးကိုတွေးရမှာတော့ပါတယ်ကိုသမားအစားတိုက်ဆက်မှုဆုံးတော်တော်လေးကိုလင့်နေပြီးတော့သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိတယ်တော့ပါအဲ့တော့မြို့သူမိန်ဆိုးစည်းကမှုဒါကျွန်တော်ချန်ပီယံလိဝင်ခဲ့တဲ့အသင်းတွေကတော့ Manchester City တင် Chelsea တင် Newcastle United နဲ့ Tottenham Hotspur တင်တို့ဖြစ်ခဲ့ပါပြီ Arsenal ဘာဝင်ပေါ်တော့ Champion ကတော့ဒါကျွန်တော် Liverpool တင်ဖြစ်ခဲ့တယ်အဲ့တော့ ကိုယူရိုပါလိကိုဝင်ခဲ့တဲ့အသင်းကတော့ Aston Villa အသင်းနဲ့ Crystal Palace အသင်းဖြစ်ပြီးတော့ဒါကျွန်တော် Nottingham Forest အသင်းကတော့လက်ရှိမှာတော့ဒါကျွန်တော်တို့ Conference League ဝင်ခွင့်ကိုရရှိခဲ့ပြီလို့သိရတယ်မှာပါပါတယ်အဲ့တော့ဒါကျွန်တော်တို့ Premier League 2024 2025ဒီကိုဒီမာတင်ပြီးဆုံးပြီလို့ပြောရင်လည်းပဲကျွန်တော်တို့ရဲ့နောက်မှပဲ ASC2 ကြတာပေါ့ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစုစုမုံကောင်းတောင်းပြီးနေပင်ကျွန်တော်တို့ရဲ့နောက်မှပဲတွေ့ကြတာပေါ့ကျွန်တော်နောက်မှတွေ့ကြတာအားလုံးမကြွတူမိုင်းမြန်မာကလစ်ဖို့မမိကြပါနဲ့ဟုတ်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ် Devo ဗျအားလုံးမကြွတူမိုင်းဗျ